ောတာရှင်တွေအားလုံးတာလီကြပါ Development Media Group DMG ရဲ့2025ခုနှစ်မေလ26ရက်နေ့အတွက်သတင်းတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ရသေးတောင်စစ်ပေးဆောင်တောင်းနေချီမိုးရသည့်ဖြတ်တန်းရဲ့အမှုအကလိုအပ်နေတဲ့သတင်းစစ်တွေစစ်ကောင်စီတပ်ရင်းတွေကလက်နက်ကြီးဇက်တိုက်ပစ်ခတ်တဲ့အကြောင်းမဒဲကျွန်းနီးစစ်ကောင်စီရဲတပ်က ဒေသခံတွေကိုနေ့စဉ်တနက်နဲ့လမ်းပြနေတဲ့သတင်းအပါအဝင်အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကျမဖြူဖြူအင်းနဲ့အတူ ကောင်သူရကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့ရတဲ့တောင်စစ်ဘေးရှောင်တောင်းနေရှိမိုးရတီဖြတ်တန်းရဲ့အမိုးအကလိုအပ်နေတဲ့တည်င်းကိုတင်ဆက်ပေးခြင်းပါတယ်။ရခိုင်ပြည်ရတဲ့တောင်မြို့နယ်အတွင်းနေထိုင်ကြတဲ့စစ်ဘေးရှောင်တွေဟာမိုးရတီကာလဖြတ်တန်းရဲ့အမိုးအကတွေလိုအပ်နေတယ်လို့ စစ်ပေးဆောင်ရဲ့ကူညီနေသူတွေစီကတည်ရပါတယ်။ရသေးတော်မြို့နယ်ကစစ်ပေးဆောင်တွေဟာအခုမိုးဥရာသီကာလအတွင်းအမောအကာတွေမပြုတ်ပြင်နိုင်သေးတဲ့နေအိမ်တွေရှိနေလို့အခက်အခဲကြုံတွေ့ရနိုင်တယ်လို့စစ်ပေးဆောင်ရဲ့ကူညီနေသူတယောက်ကပြောပါတယ်။ရသေးတော်မှာစစ်ပေးဆောင်စခန်းကြီး၄ခုရှိပြီးမြို့နယ်အနှံ့ကကြေးရွာတွေမှာပြန်ကျင်းနေထိုင်ကြပါတယ်။လက်ရှိမှာတော့လူမှုကူညီရေးအဖွဲ့တွေကဆောက်လုပ်ပေးထားတဲ့နေအိမ်တွေဟာတနည်းကျော်အရှင်ကြာမြင့်လာတာကြောင့်ဟောင်းနှောပြည့်စည်ပြီးမောမှန်ပြုပြင်ဖို့လိုအပ်နေတာပါ။ နေအိမ်တွေပြုပြင်ဆောက်လုပ်ဖို့စစ်ဘေးရှောင်တချို့ကို ULA ကဒဏ္ဍာရီဝါစတဲ့အကူအညီတွေပေးထားပေမဲ့လုံလောက်မှုမရှိတာကြောင့်ထပ်မံအကူအညီလိုအပ်နေတာဖြစ်ပါတယ်။ရသေတောင်မြို့နယ်အတွင်းရသေတောင်စစ်တွေဘူးတိတောင်နဲ့တန်တွင်းမြို့နယ်ကစစ်ဘေးရှောင်အိမ်ထောင်စု8264စုလူရဲ့2000ရှစ်တောင်ကျော်ရှိတယ်လို့ ULA ရဲ့လူသားချင်းစာနာမှုနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ရဲ့စီးရင်ရာတီးရပါတယ်။ လက်ရှိရတဲ့တောင်မြို့နေက စပေးဆောင်တွေအမော့ကလုံချုံရဲ့အတွက်တက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ဆွေးနွေးနေတယ်လို့ HCCO မှာအလုံးလောက်ကနေသူတယောက်ကပြောပါတယ်။ရတဲ့တောင်မြို့နေအတွင်းရခိုင် တောင်ပိုင်းမြို့နေတွေကရွှေပြောင်းနေထိုင်သူတွေရှိနေတာကြောင့်စပေးဆောင်ဥယျာဉ်တွန့်လာနေတယ်လို့ HCCO စီကသိရပါတယ်။ရတဲ့တောင်မြို့နေကိုအရခတက်တို့က 2024ခုနှစ်မတ်လကအပိသက်သိမ့်ပိုက်ခဲ့ပြီးဖြစ်ပေမဲ့စစ်တွေတပ်ရုံးတွေကလည်းရတဲ့တောင်ဘက်သို့လက်နက်ကြီးတွေမကြာခဏပစ်ခတ်နေတာကြောင့်ဒေသခံတွေမျိုးထဲဝင်ရောက်နေထိုင်ခွင့်မရကြသေးပါဘူးလက်ရှိရခိုင်ပြည်အတွင်းမှာနေရဲစွန့်ခွာစစ်ဘေးတင်းရှောင်နေရသူ6သိန်းနီးပါးအထိရှိလာပြီးလာမယ့်မိုးရာသီကာလအတွက်အမော့အကာအကူအညီတွေလိုအပ်နေပါတယ်ဆက်လက်ပြီးတော့စစ်တွေစစ်ကောင်စီတန်းရံတွေကလက်နက်ကြီးစစ်တပ်ပစ်ခတ်နေတဲ့တဲ့တန်းကိုတန်ဆက်ပေးခြင်းပါတယ် စစ်တွေမျိုးအခြေစိတ်စစ်ကောက်စီတန်ရန်တွေကနေရတိတောင်မိုးစစ်ကျွန်းနဲ့ပုံမှန်ကျွန်းမြို့တွေကကြေးရွာတွေကိုလက်နေကြီးတွေနဲ့ဆက်တက်ပြစ်ခတ်မှုတွေပြုလုပ်နေတယ်လို့စစ်ရဲတပ်ရဲမြင့်တွေစီကသိရပါဗျ။ဒီကနေ့မေလ26ရက်နေ့မနက်9:00နာရီခွဲမှာအဲ့ဒီနေရာတွေကိုလက်နေကြီး6ကျင်းအထိပြစ်ခတ်ခဲ့ပြီးတော့မနေ့ကလည်းမိုးစစ်ကျွန်းဖက်ကိုဥတည်ပြီးလက်နေကြီးပိတ်ခတ်မှု3ကျင်းထက်မနေ့ကိုပြုလုပ်ခဲ့ပါဗျ။စစ်ကောက်စီရဲ့လက်နေကြီးပြစ်ခတ်တဲ့နေရာတွေဟာအရသာနေထိုင်တဲ့ကြေးရွာတွေဖြစ်ပြီးတော့ အဲ့ဒီလိုပြစ်ခတ်မှုတွေကြောင့်ထိခိုက်သေဆုံးမှုတွေလည်းရှိနေကြပါတယ်။မေလ9ရက်နေ့ကစစ်တွေအခြေစိုက်တရန်တွေကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရပောက်ကွဲမှုကြောင့်ဘုံလုံးကျွမ်းမြို့နယ်အိုင်တန်ကျေးရွာသားလေးဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ဒါပြန်မေလ15ရက်နေ့ကလည်းစစ်ကောက်စီပြစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာဘုံလုံးကျွမ်းမြို့နယ်အောင်စရာကျေးရွာနေကိုကြားရပောက်ကွဲခဲ့ပါတယ်။စစ်တွေမြို့နယ်မှာစစ်ကောက်စီနဲ့အာရခတ်တပ်တို့အေရိုဂျာ 2025ခုနှစ်စံပိုင်းဇန်နဝါရီလကစပြီးတော့တိုက်ပွဲတွေရှိနေခဲ့ပေမဲ့စကိုင်းငလျင်လှုပ်ခဲ့ပြီးနောက်ပိုင်းယာယီအပိတ်ခဲရစစ်ထားတာကြောင့် A ရဲ့ထိုးစိတ်တွေဟာလည်းရပ်တန့်နေတာဖြစ်ပါတယ်။ A ရဲ့ထိုးစိတ်တွေရပ်တန့်ထားရှင်မှာစစ်ကောင်စီရဲ့လက်နက်ကြီးဒယုံပိတ်ခဲမှုတွေကမကြာခဏပြုတ်လောက်နေပြီးတော့အဲ့ဒီစစ်ကောင်စီရဲ့လောက်ရဲ့ကြောင့်နှစ်ဖက်ဆက်ဆံရဲ့အယုံကျေကံမဲပြီးတော့ပြင်းထန်တဲ့တိုက်ပွဲအနေအထားကိုဥတည်သွားနိုင်တယ်လို့စစ်ရဲအကြေခဲတွေကရှုမြင်နေကြပါတယ်။ မဒေးကျွန်းအနီးစစ်ကောင်စီရေတက်ကဒေသခံတွေကိုနေ့စဉ်တနက်နဲ့လှမ်းပစ်နေတဲ့သတင်းကိုတင်ဆက်ပေးရှင်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တရုတ်စီမံကိန်းရှိရာမဒေးကျွန်းနဲ့မိချောင်းရေတောက်ကျေးရွာနီးမှာ လုံခြုံရေးယူထားတဲ့စစ်ကောင်စီစစ်သင်ဘောကနေတနက်နေ့ပြစ်ခတ်မှုကိုဒေသခံတွေနေ့စဉ်ခံနေရတာကြောင့်စိုးရင်စရာဖြစ်လာနေပါတယ်။မဒေးကျွန်းကျေးရွာအပါဝင် မိုးကြီး၊ကြောင်တင်၊ဝါတော်၊ကလဘာတောင်မိချောင်းရေတောက်စားတဲ့ကျေးရွာတွေကကျေးရွာတော်တွေဟာ လူမှုရေးကိစ္စတို့အတွက်ဆက်လက်နဲ့တရားနဲ့တရားတို့ဖျက်သွင်းခြင်းစစ်တမ်းဘုတ်ကနေတနက်နေ့ပြစ်ခတ်တာကိုကြုံနေရတာဖြစ်တယ်လို့ပြောဆိုကြပါတယ်။မတိကျွန်းမှာတရုတ်ရဲ့ရင်းနှံနဲ့ရွှေတဘောအတန်းွဲပိုင်လိုင်းရင်းနှံစိုက်ကန်းနဲ့ရင်းနှံတော်လောင်ယုံစတဲ့စီမံကိန်းတွေရှိပြီးအဲ့ဒီစီမံကိန်းတွေကိုစစ်ကောင်စီကလုံခြုံရေးအပြည့်ယူထားတာလည်းဖြစ်ပါတယ်။မတိကျွန်းအနီးမှာတန်စင်းမြေကလဘတောင်ကြီးမြေမိချောင်းရီတောက်ချောင်း ဝါတော်ရှောင်းစတဲ့မြေဝါနဲ့ချောင်းလေးတက်တွေရှိတာကြောင့်ဒေသခံတွေတော်ရဲလာရဲအတွက်ဆက်လက်ကိုအဓိကအသုံးပြုကြရတာပါစစ်ကောင်စီရဲ့စတင်ဖို့ဟာမြေပြန်တစ်ခုလုံးကိုအဝေးကနေလှမ်းမြင်နိုင်တဲ့မိเจ้าရေတောက်အနီးကမြေဝါမှာကြောက်ရှရန်နောက်ထတာဖြစ်ပြီးဒေသခံတွေတော်လာမှုကိုစောင့်ကြည့်ပြီးတော့စစ်တပ်တွေနဲ့ပြစ်ခတ်နေတာလည်းဖြစ်ပါတယ် ညီချောင်းအထိကအုံပြူသွားလာရတဲ့ကြေးရွာသွားတွေဟာလက်ရှိမှာစစ်တမ်းပေါ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုခံရတာကြောင့်အခက်အခဲတွေရှိနေပြီးအဆင်မပြေမှုတွေကိုရင်ဆိုင်နေကြရပါတယ်။လက်ရှိကြောက်ဖြူမျိုးနေမှာအမှတ်30နဲ့ရေတရင်နဲ့မလာကျုံကျေးရအနီးစစ်ကောင်စီနဲ့အရခတက်တော်တို့နှစ်ဖက်တိုက်ပွဲတွေရှိနေပြီးအရခတက်တော်ဘက်ကစစ်ကောင်စီရဲ့ကာကင်းစခန်းတချို့ကိုတင်ပိတ်ထားပါတယ်။တရက်နေ့ကိုဆက်လက်တန်ဆက်ပေးနေပါတယ်။ ပလဝမြို့တင်တိုက်ပွဲအတက်မှာဖန်စီရမိတဲ့စစ်သုံးဘက်နဲ့မိသားစုဝင်30ကျော်ကိုအေလွှတ်ပေးတဲ့တံတန်းကိုတန်ဆက်ပေးချင်ပါတယ်ပလဝမြို့တင်တိုက်ပွဲအတက်မှာဖန်စီရမိတဲ့ရေးအပါဝင် 73ဘက်နဲ့မိသားစုဝင်33ဦးကိုအရခတက်တော်အေကလက်ငင်းချမ်းသာခွင့်ပေးပြီးတော့လွှတ်ပေးလိုက်တယ်လို့သိရပါဗျ။အဲ့ဒီ73ဘက်နဲ့မိသားစုဝင်တွေကိုမေလ24ရက်နေ့မှာအခမ်းအနားတွေပြုလုပ်ပြီးလွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ပလောဝမြို့သိန်းတိုက်ပွဲအတက်မှာဖန်ဆီရမိတဲ့73ဘက်နဲ့မိသားစုဝင်တွေကိုလွှတ်ပေးတာဟာရှစ်ကျင်အထိရှိလာပြီးဖြစ်ပြီးတော့73ဘက်မိသားစုဝင်စုစုပေါင်း300ဦးအထိရှိနေပြီလို့သိရပါတယ်။ ရခိုင်မျိုးသိန်းတိုက်ပွဲအတွက်မှာဖန်ဆင်းရမိတဲ့73ပန်းနဲ့မင်းသားစုဝန်တွေကို A ကဆက်တိုက်လွှတ်ပေးနေပြီးတော့ဖြစ်ခဲ့တဲ့မေလစစ်ကောဆေးရှာရအတွက်မှာလည်းမြောက်ဦးမှန်းပြပူတိတောင်မောင်တော်မြို့နယ်တက73ပန်းမင်းသားစုဝန်900ကျော်ကိုလွှတ်ပေးခဲ့ပါတယ်လရှိမှာအရခတတကလွှတ်ပေးလိုက်တဲ့စစ်သုံးပန်းမင်းသားစုံဝန်ထုတ်600ကျော်အထိရှိလာနေပြီလို့သိရပါတယ်။ရခိုင်မြို့သိန်းတိုက်ပွဲအတွက်မှာအရခတတကဖန်စီရမိထားတဲ့စစ်သုံးပန်းထောင်ထဲရှိနေပြီးတော့သူတို့ကစစ်သုံးပန်းဥပဒေနဲ့အညီစောင့်ရှောက်ထားတယ်လို့အေကပြောဆိုထားပါတယ်။ နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတည်ငြိမ်ရေးချမ်းရဲ့အတွက်စစ်ကောင်စီနဲ့ပူးပေါင်းမယ်လို့မိုင်းလာအဖွဲ့ပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။မိုင်းလာဒေတာအတွင်းနဲ့နိုင်ငံတည်ငြိမ်ရေးချမ်းရဲ့အတွက်စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တော့မယ်လို့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDA ဒူဥက္ကဋ္ဌဦးဆန်ဘဲကပြောဆိုလိုက်ပါတယ်။ရွှေထရီကန်ဒေတာကတိုင်းစစ်ဌာနချုပ်တို့ရောက်ရှိနေတဲ့စစ်ကောင်ဆောင်နဲ့မင်းကတွေ့ဆုံရမှာမိုင်းလာဒူဥက္ကဋ္ဌဦးဆန်ဘဲကအဲ့လိုပြောဆိုလိုက်တာဖြစ်ပါတယ်။ မိုင်းလာဒေတာအတွင်းဘယ်လက်နဲ့ကင်အဖွဲ့အစည်းနိုင်ငံရဲ့အဖွဲ့အစည်းကိုမှလက်ခံထားတာမရှိဘူးလို့ဥဆန်ဘဲကစစ်ကောင်းဆောင်ကိုပြောဆိုပါတယ်စစ်ကောင်းဆောင်ကလည်းမိုင်းလာဒေတာမှာပညာရေးကျန်းမာရေးစတဲ့ကန္တာတွေကိုမူဝါဒအတိုင်းဆောင်ရွက်ပေးတာမိုင်းလာဒေတာတွေရာဘောက်ကိုအခြေခံတဲ့စဲမှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်စေဖို့ထောက်ပံ့မယ်လို့လည်းပြောဆိုခဲ့ပါတယ် NDAA အဖွဲ့ဟာ1986ခုနှစ်ဇွန်လ30ရက်နေ့မှာစစ်ကောင်စီနဲ့အပြည့်အခတ်ရဲစေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ခြင်းကစလို့ချမ်းပြည်နယ်အခြေပိုင်းမိုင်းလဒေသကိုအထုဒေသလက်အဖြစ်အုပ်ချုပ်ခွင့်ရရှိခဲ့ပါတယ်။မိုင်းလအဖွဲ့ကအဲ့ဒီဒေသကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရဲ့အတွက်စစ်ကောင်စီစီမံတောင်းဆိုထားပြီးစစ်ကောင်စီပြုလုပ်တဲ့ညီညာရေးဆွေးနွေးပွဲတွေကိုလည်းတက်ရောက်လို့ရှိနေပါတယ်။ဒီနေ့တည်င်းအတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းနာလိုက်ပါတယ်။ ။ရခိုင်ပြည်အတွင်းကတည်င်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကတည်င်းတွေနဲ့ပတ်သက်လို့ DMG တည်င်းဌာနကိုတည်င်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း6ရောင်839 63 633ကိုလုံခြုံစိတ်ရစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်တိုက်ဆင်ရတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။